အားလုံးပဲမင်္ဂလာပါညီကိုတို့အားလုံးတို့ဒီနေ့ sharing လုပ်သွားပြီးခြင်းတဲ့အကြောင်းလေးကတော့ Manchester United အသင်းခေါင်းဆောင် Bruno Fernandes ရဲ့အဟိလာအသင်းနဲ့တခေပဲဖုန်းပြောခဲ့လားချိတ်ဆက်ခဲ့လားဆိုတဲ့သတင်းကိုကျွန်တော်တို့ sharing လုပ်သွားပြီးခြင်းပဲဖြစ်ပါတယ်မင်္ဂလာပါ United fan area မှာညီကိုအားလုံးကိုကျွန်တော်ပြန်လည်ကြိုဆိုပါတယ် interview တစ်ခုမှာ Bruno Fernandes ကိုအဟိလာအသင်းနဲ့တခေပဲဖုန်းဆက်ပြီးတော့ဆွေးနွေးခဲ့လားဆိုတဲ့အကြောင်းကိုမေးမြန်းခဲ့ရမှာတော့ Bruno က ျွန်တော်ဒီသတင်းကိုပြောပြပါမယ်ဒါပေမဲ့ကျွန်တော်ဒီဟာကိုသတင်းကိုပေါ့နော်ဖြည့်ပြီးသွားရင်နောက်ထပ်ကျွန်တော်နဲ့တွေ့ရင်ဒီသတင်းကိုမမီးဖို့အတွက်ကျွန်တော်တောင်းဆိုပါတယ်တကယ်ပဲအဟိလာအသင်းဥက္ကဋ္ဌကကျွန်တော်စီကျွန်တော်စီကိုဖုန်းဆက်ခဲ့ပါတယ်မင်းကအသင်းကိုလာရောက်ကစားခြင်းလားဆိုပြီးတော့ ူကျွန်တော်ကိုလေးလေးစားစားနဲ့ခြုံဆိုခဲ့ပါတယ်ကျွန်တော်အင်ဂျင်နီယာခါကျတော့ဇနီးနဲ့တိုင်ပင်ပြီးတော့ဇနီးကဘလို့ရေးမင်းရဲ့အိမ်မက်တီရဲ့နောက်ကိုလိုက်ပါငါတို့ကမင်းနောက်မှာအမြဲတမ်းရှိပါရဲဆိုပြီးတော့ဇနီးကကျွန်တော်ကိုအမြဲတမ်း supporting ပေးပါတယ်ကျွန်တော်ကလည်း Manchester United လိုမျိုးအသင်းမျိုးမှနေပြီးတော့ကမ္ဘာအကောင်ဆုံးလိမှကစားပြီးတော့ကျွန်တော်ဘလောက်ဒီကစားနိုင်နေလဲဆိုတာကိုကျွန်တော်တသက်ပြချင်ပါသေးတယ်အကယ်လို့ကျွန်တော်သာအသင်းပြောင်းမယ်ဆိုရင်လည်းကျွန်တော်တွေအခက်အခဲမရှိနိုင်တယ်လို့ကျွန်တော်ရဲ့ နိုင်ငံအသင်းနဲ့ရွေးစဉ်ကစားသမားဖြစ်တဲ့ကန်ဆယ်လိုလေအဲ့အသင်းမှာရှိနေရအတွက်ကြောင့်မို့ကျွန်တော်တို့အဲ့အသင်းမှာအထိုင်ကျဖို့ဆိုတာအရင်လွယ်ကူပါတယ် MO အနေနဲ့ကလည်းကျွန်တော်ကို Manchester United အသင်းကနေမထွက်သွားဘူးလေးလေးနက်နက်တောင်းဆိုပါတယ် Manchester United အသင်းဘုတ်ဖွဲ့ရလဲသူတို့အတွက်ငွေမလိုပါဘူးအကယ်လို့မှပေါ့သူတို့ကကျွန်တော်ပြောင်းကျင်နေဆိုမှသာ Manchester United အသင်းကရောင်းချမှာပါ မန်ချက်စတာယူနိုက်တက်အသင်းဘက်ကလည်းကျွန်တော်ကိုအသင်းကနေထွက်သွားထွက်သွားစီချင်တဲ့စိတ်မရှိပါဘူးအဲ့အတွက်ကြောင့်ကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းမှာပဲဆက်နေပါမယ်မန်ချက်စတာယူနိုက်တက်အသင်းကိုကျွန်တော်တရားခိုင်လို့ပြဆက်ကစားရှင်မှာတည်တယ်ဆိုပြီးတော့ပြောကြားထားပါတယ်ဒီကူရောဘလူးမြင်လဲဘလူးနိုရဲ့စိတ်ခံစားချက်နဲ့ခံယူချက်ပေါ့เนาะကျွန်တော်ကတော့ဒီသတင်းကြားရတာအရင်လဲဝမ်းသာတယ်လို့ဘလူးနိုကို အရင်လဲပို့ပြီးတော့အဲဖန်တယောက်အနေနဲ့ တကယ်လည်းချစ်ချစ်ခင်မိပါရဲ့ပေါ့နော်တကယ်ဗျာဒီလားကျွန်တော်တို့ခမားတို့လည်းဗျာအဲပတ်စံလော့ပုံပုံပေးပြီးတော့ကျွန်တော်တို့ကိုကစားဖို့လာခေါ်ရဲဆိုရင်ကျွန်တော်ပြောပြမယ်ဥပမာဗျာခမားတို့သူဒီဘရိုနိုဆိုလိုဖြစ်29 30နာရီသူကတ်နေပြီသူအနေနဲ့သူပတ်စံရှာတင်နေပြီဒါပေမဲ့ဘလူမျိုးစိတ်ဓာတ်မျိုးနဲ့မြန်သူဒီလိုမျိုးအခွင့်အရေးကိုညင်းလိုက်လဲဆိုတော့ကျွန်တော် တာမဲလူကျွန်တော်တို့ရိုးတနေတာမဲလူတွေးနေပဲတွေးကြည့်ဗျာကျွန်တော်နောက်မှမိသားစုရှိတယ်ကလေးတွေရှိရပေါ့နော်အဲ့ဒါမျိုးသူ့ရဲ့ဒီအိမ်မက်အိမ်မက်အတိုင်းသူလိုက်နေစေပဲတကယ်တကယ်ဆိုရင်ဗျာဒီလားသူ့ရဲ့ဒီနောက်မျိုးဆက်တွေအထိပါထိုင်စားလို့ရတဲ့ကံလဲမှုကြီးကိုညင်းလိုက်တာကြီးကတကယ်ကိုကြောက်စရာကောင်းတယ်သူ့ရဲ့စိတ်တက်ကြီးကတကယ်